ပြည်တွင်းမှာအုံမုတ်ခွက်တွေကိုကိုရီးယားသမ္မတနိုင်ငံတို့တင်ပို့ဖို့အတွက်မြန်မာနိုင်ငံတည်တည်ဝလံပန်းမှန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှစိုက်ပျိုးသူများနှင့်တင်သွင်းသူများထံဆက်သွယ်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာကိုရီးယားအစိုးရရဲ့ရန်ပုံငွေနဲ့2023ခုနှစ်မေလမှ2024ခုနှစ်ဧပြီလအတွင်းအလားအလာရှိသော ထုတ်ကုန်အုံတီတန်ဖိုးခွင့်ဆက်စီမံကိန်းကိုအကောင့်ထဲဖော်ခဲ့ပြီးအုံမုတ်ခွန်လက်မှုပညာသင်တန်းတွေကိုလည်းပို့ချပေးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်အုံဒီအခြေခံထုတ်ကုန်ကုန်စည်ပြပွဲနယ်ပြိုင်ပွဲကို2024ခုနှစ်ဇန်နဝါရီလ22ရက်မှ24ရက်အထိပသိမ်မြို့မှာ၃ရက်ကြာကျင်းပခဲ့ပါသည်။အုံဒီကိုမြန်မာနိုင်ငံမှာဘာသာရေးပွဲများတွင်အသုံးပြုကြပြီးရိုးရာတရေစာနှင့်ဟင်းပွဲတွေမှာအများဆုံးအသုံးပြုတဲ့အပြင်အလှကုန်အတွက်လည်းတွင်ကျဲစွာ အသုံးပြုလာကအုံဒီထုတ်ကုန်တန်ဖိုးမြင့်ပစ္စည်းတွေကိုလည်းထုတ်လုပ်လာကြတာဖြစ်ပါသည်။ လက်ရှိမှာမြန်မာနိုင်ငံမှအုံဒီနယ်ပတ်သက်ပြီးတန်ပိုးမြေပစ္စည်းတွေထုတ်လုပ်ကောင်းပြည်ပနိုင်ငံများတို့စံသက်တင်ပို့လျက်ရှိပြီး အုံမုတ်ခွက်တွေကိုကိုရီးယားနိုင်ငံတို့တင်ပို့ရန်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။